Valentine Day မြမလူချစ်သူများနေ့လို့ခေါ်တဲ့ February 14ရက်မှာတော့မြမလူငယ်ရေကြားချစ်မှုရေးရာမှာအမျိုးသားအမျိုးသမီးဒန်းတူအခွင့်အရေးကိုခြေခံပြီးချစ်ချင်းတရားနဲ့တိဆောက်ကြတဲ့ခေတ်လို့ပြောလို့ရပြီလားချစ်သူများနေ့ကိုဘလို့တွေဖြတ်တန်းခဲ့ကြပါသလဲမနေ့အိမ်ကဆထွက်ခရဲကအင်ဂျီစင်တူတွေလက်ဆောင်တွေနဲ့ဇုံတွဲလေးတွေကိုတွေ့ရလို့ပျော်မိတယ်လို့ဆိုလာသူကအဆိုတော်အင်ချစ်ပါတနေ့လုံးမင်္ဂလာဆောင်တွေ promotion ပွဲတွေနဲ့ပြည်နေလို့တနာစရာဖြစ်ရတဲ့နေ့တစ်နေ့ပါလို့ဆိုပါတယ် ဒါပေမဲ့နောက်နှစ်မှာတော့ထူးခြားမယ်လို့သူကမျှော်လင့်နေပါတယ်ဒီဗလန်တိုင်းနေ့မှာတော့တနေ့တော့ကတော့မင်္ဂလာဆောင်လေးဆိုရဲဒီနေ့မှာအမတ်တရားနေတဲ့မင်္ဂလာဆောင်လေးမင်္ဂလာဆောင်ရဲ့ကျွဲရဲ့အများကြီးပဲသမင်္ဂလာဆောင်လေးဆိုတော့ promotion ပွဲလေးတွေဆိုရဲတော့အခု show ဆိုရဲပေါ့ဒါတော့ဗလန်တိုင်းနေ့နေ့ပေါ့နော်နောက်ထပ်လူပညာအလုပ်တွေဆိုလို့ရှိရင်တော့အချင်းအချင်းရေးခွေလေးဒီစီထပ်ပါမယ်အဲအချင်းနဲ့အချင်းအဖေနဲ့နှစ်ယောက်သားမနှစ်ယောက် show မင်္ဂလာထဲမှာကျင်းပပါမယ်ချစ်သူနဲ့အတူတူရှိနေကြတဲ့အချင်းခိုက်တန်လေးမျိုးပျော်စရာလေးကောင်းသလို ချစ်သူတွေအတွက်အသက်ဆွန်သွားတဲ့ Saint Valentine ကိုလည်းဂုဏ်ယူတယ်လို့ပြောလာသူကချစ်သူနဲ့တူတူရှောက်လဲမဲ့မိကပြောပါတယ်။မနက်ပိုင်းအလုပ်ပြီးလို့ရှောက်လဲကြမှာဖြစ်တယ်လို့လက်ဆောင်တွေလည်းအချင်းချင်းဖလှယ်ပြီးသွားပါပြီတဲ့။ချစ်တဲ့သူချင်းချင်းဆိုတော့ခနဲ့တူတူလျှောက်သွားမယ်လျှောက်စားမယ်လျှောက်လာမယ်ပေါ့နော်ပြီးတော့စင်တူလေးတွေဝတ်ကြတယ်အဲချောကလက်မကျွေးရဲသူကပန်းစီပြန်ပြီးရဲဒါတော့မနက်ပိုင်းကပြီးသွားပြီမော်ရမအလုံးရှိတော့မနက်ပိုင်းကနေ့တော်ရလဲလှုပ်ထားရတယ်ချစ်သူများနေဆိုတာဇုံတွဲတွေအတွက်တည်းမဟုတ်ဘဲအချစ်တွေအားလုံးအတွက်နေ့တစ်နေ့ဖြစ်တာမဟုတ် ဒီကနေ့လူငယ်တွေချစ်သူများနေမှာနောက်ဆက်တွဲဝမ်းနည်းစရာတွေကိုမလုပ်ကြပဲပျော်ရွှင်တဲ့ဘဝရဲ့အရာတာကိုထိမ့်သိမ့်တက်ပါတယ်လို့ဆိုလာသူကကိုတင်ကိုကိုပါဒီနေ့တနေတဲ့အတွက်တည်းမဟုတ်ဘဲနေတိုင်းနားလည်မှုရှိရှိနဲ့နေနိုင်ရင်အကောင်းဆုံးပါလို့ဆိုပါတယ်ဒီနေ့လိုမှာကိုရီလိုချစ်သူဂုံတွဲတွေမှာကအကောင်းဆုံးတတရာရာနဲ့ ချမ်းချမ်းမြေးမြေးနဲ့မနဲ့မိုးလင်းနေရနေပြီးတော့မှမိုးချုပ်တဲ့အခြေအစည်းကိုဖိတ်ချမ်းချမ်းတာတာနဲ့စနေလိမ့်မယ်လို့ခံစားရပါတယ်ဒါပေမဲ့ဒီနေ့တနေ့တည်းမဟုတ်ဘဲနဲ့တစ်နှစ်ပတ်လုံးနောက်နေ့နောက်နေ့နောက်နေ့တွေဒါလက်သွဲပေါ်တွေနေနဲ့အတူတူကိုယ်နဲ့နှိမ့်နိုင်နိုင်နဲ့စနေမယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာပေါ့နော်ဒီနေ့လို့တည်းရဲ့အဲမျိုးမဟုတ်ဘဲနဲ့နောက်ရက်နောက်ရက်တွေကအစီအစီချောဝေးနဲ့ရှိနေမယ်ဆိုလို့ရှိရင်တော့ပိုကောင်းတာမနက်ပိုင်းမှာမင်္ဂလာဆောင်နဲ့မွေးနေ့ပွဲတွေကိုအတူတူသွားခဲ့ပြီး ဈေးဝယ်ထွက်ရုပ်ရှင်ကြီးမဲ့သူတို့ရဲ့ချစ်သူများနဲ့အစည်းအဝေးကိုပြောပြသူကကိုမျိုးမင်းထွန်းမှာအချစ်ဟာလူတိုင်းချစ်လို့ရပြီးဘသူမဆိုချစ်လို့ရတယ်လို့သူ့ရဲ့တဒနာကိုလည်းဖွင့်ဟခဲ့ပြန်ပါသေးတယ်။ဟုတ်ပြီကျွန်တော်ဟိုအချစ်ကိုအတိတ်ပဲခုဖွင့်ကျင်တာအချစ်မှာအမျိုးသားအမျိုးသမီးအမျိုးသားချင်းချင်းရောအမျိုးသမီးအချင်းချင်းမှာချစ်လို့ရတယ်ပေါ့နော်ချစ်ချင်းမှာအမျိုးသားအမျိုးသမီးရဲ့မဟုတ်ဘူးအမျိုးသားအချင်းချင်းရောအမျိုးသမီးအချင်းချင်းရောမြေသူမျိုးဆိုချစ်ပိုင်권ရှိတယ်မုန်းနေကြတာမဟုတ်ဘူးလေချစ်နေကြတာအမျိုးသားအချင်းချင်းမှာမဟုတ်ဘူးအမျိုးသမီးအချင်းချင်းမှာမဟုတ်ဘူး 你都没收起老家来。